ဘနာနာနဲ့ပေါင်မီကဘာကိုထိုးပေါင်းမဲ့ DJ တချင်းတပုတ်ကိုပရိသတ်စီချပြမယ်အောင်ခံပိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်လက်ရှိမြန်မာနိုင်ငံရဲ့အင်တာနက်ပေါ်မှာဘယ်တော့တော့ကြားနေရတဲ့လူငယ်တွေရဲ့ပါဇက်ဖြောင်းမှာဆွဲနေတဲ့တချင်းတွေရှိပါတယ် အဲ့ဒါကတော့ TikTok မှာရော Facebook မှာပါ trend ဖြစ်နေရဲ့စိုးကြီးရဲ့ telephone ဆိုတဲ့သချင်းနဲ့ရိုလိုအဖွဲ့ရဲ့ Moody ဆိုတဲ့သချင်းတွေပါပဲဒီသချင်းတွေရဲ့အောင်မြင်မှုကတမယိုးကြမဟုတ်တဲ့ပုံစံခွက်တဲကနေရုံထွက်ထားတဲ့ဂီတာတွေလည်းဖြစ်ပြီးတော့ပရိသတ်ရဲ့အားပေးမှုအခိုင်အမာရနိုင်တယ်ဆိုတာကိုသက်သေပြနေပါတယ်အခုအဲ့ဒီလိုမျိုး trend တွေရဲ့နောက်ကိုလိုက်ပြီးတော့ဂီတာလောကကိုရောလူမှုကွန်ရက်ကိုပါလှုပ်ခတ်သွားစေမယ်နောက်ထပ်သချင်းတစ်ပုဒ်ထွက်ရှိလာဖို့ရှိနေပါရှင်အဲ့ဒါကတော့ဘသူမှထင်မထားတဲ့အတွေ့အဆက်တစ်ခုဖြစ်တဲ့မတိအောင်ဟအောင်ခတ် ပိုင်းနဲ့ DJ ဘနာနာတို့နဲ့ရောက်ပေါင်းပြီးတော့ကမ္ဘာအဆင့်မီ DJ တခြင်းတစ်ပုတ်ကိုထုတ်လုပ်သွားမယ်အကြောင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်အခုချိန်မှာဆိုဂျီရဲ့တယ်လီဖုန်းတခြင်းကသူ့ရဲ့ဘေးနဲ့ဖုန်းဆက်တဲ့အကြောင်းတွေကိုပုံဖော်ထားတဲ့ဟန်ပန်တွေကြောင့် လူใจများနေတယ်လို့ယိုလိုဖွဲ့ရဲ့မိုးသီးသင်းကလည်းခေပေါ်တေဂီတာဟန်ပန်နဲ့တင်းဆက်မှုတွေကိုအလန်းစားဖြစ်တာကြောင့်လူငယ်တွေကြားမှာအယံကိုရေပန်းစားနေရပါဒီလိုချိန်မှာပဲအောင်ခန်းပိုင်ကလည်းသူ့ရဲ့အလဲကိုရောက်ပြီးဆိုတဲ့ပုံစံနဲ့ DJ ဘနာနာနဲ့လက်တွဲပြီးတော့ဂီတာလောကတွေကိုအကြီးအကျယ်ပြန်ဝင်လာတော့မှာပါအောင်ခန်းပိုင်ဆိုတာနဲ့ပရိသတ်တွေကသူ့ရဲ့မတိအောင်ဟမတိအောင်ဟဆိုတဲ့စကားလုံးတွေနဲ့အတူအင်တာဗျူးတွေမှာအထူးထူးဆန်းဆန်းတွေဖြေဆိုတတ်တဲ့ပုံစံကိုပဲအရင်ဆုံးပြင်းမြင်မိကြမှာပါလူအများကတော့သူ့ကိုနာမည်ကြီးကျင်လို့သက် attention ယူနေတဲ့သူပုံမှန်မဟုတ်တဲ့သူတယောက်လိုသတ်မှတ်ထားကြတာများပါတယ်။သူရဲ့ public image ကဝေဖန်မှုတွေနဲ့ပြည့်နှက်နေခဲ့တာအမှန်ပါပဲ။ဒါပေမဲ့အဲ့ဒီဝေဖန်မှုတွေကြားထဲမှာဘသူမှမျက်ကွယ်ပြုလို့မရတဲ့သူရဲ့အားတာချက်တခုကတော့မြမအတန်အရင်ကန်ကောင်းကောင်းနဲ့ကြည်လင်ပြသားတဲ့သူရဲ့မွေးရပါအတန်ပါရမီပါပဲ။သူရဲ့ interview တွေကိုခဏမေးပြီးတော့သူရဲ့သချင်းတွေကိုသာနားထောင်ကြည့်မယ်ဆိုရင်အစိုးရကြီးဦးအောင်သူလိုမြမအတန်အေးအေးလေးကိုပိုင်နိုင်စွာဆိုနိုင်တဲ့အရင်ချင်းကောင်းတွေပိုင်ဆိုင်ထားတာကိုတွေ့ရမှာပါ။ နောက်တစ်ယောက်ဖြစ်တဲ့ banana ခေါ် DJ banana ကတော့မြန်မာအိတော်ပြန်ပွဲကနေတစဉ်လူတီများလာခဲ့ပြီးတော့ Facebook မှာတန်စင်မမန်တဲ့သချင်းတွေဆိုပြတော့သူစနဲ့စကားပြောတာတွေကြောင့်ပရိသတ်တွေကသူ့ကို potential celebrity တယောက်လိုပဲသတ်မှတ်ထားခဲ့ကြပါတယ်။ဒါပေမဲ့သူကလည်းအပြင်းပန်းပုံစံရဲ့နောက်ကွယ်မှာသူ့ကျွန်းနဲ့ပါရမီတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။အဲ့ဒါကတော့လူငယ်တွေအကြိုက်နားရဲဆွဲလွယ်တဲ့တေးသွားတွေကိုရင်းဆက်နိုင်တဲ့သူ့ရဲ့တေးရေးဆွမ်းရည်ပါပဲ။ဒါအပြင်သူဟာ DJ ပညာကိုလည်းကျွမ်းကျင်စွာတီးခတ်နိုင်သူတယောက်ဖြစ်နေပြန်ပါတယ်။အခုတော့အတန်ကောင်းတဲ့ အောင်ခတ်ပိုင်နဲ့တေးရီကောင်းတဲ့ဘနာနာတို့နှစ်ယောက်ပေါင်းဆက်လိုက်ကြပါပြီသူတို့နှစ်ယောက်ပေါင်းပြီးတော့ထုတ်မဲ့တခြင်းကတာမန်တခြင်းတစ်ပုံးမဟုတ်ပေကဘာကလပ်တွေမှာပါဖွင့်လို့ရတဲ့အထိကောင်းမွန်တဲ့အမျိုးကျတဲ့ DJ track တစ်ပုံးဖြစ်ပြီးတော့သူတို့ရဲ့ရည်မှန်းချက်ကမြန်မာနိုင်ငံကိုကျော်လွန်ပြီးတော့ကဘာအဆင့်ထိထိုးဖောက်ဖို့ပါတယ်ဒီအတွဲဆက်ကအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် အောင်ခန်းပိုင်ရဲ့အားသာချက်ဖြစ်တဲ့မြန်မာတန်အငွေအသက်ပါတဲ့ဂျီလင်နဲ့အတန်ကိုဘနာနာရဲ့ခင်မိတဲ့ဘီးတွေလူငယ်ကြိုက်သေးသောတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာဘလို့ရလက်ထွက်လာမလဲဆိုတာဘသူမှမခံမနိုင်ပါဘူးလူတွေရဲ့မြန်မာပေါ်တိုတိုတွေလိုသတ်မှတ်ခံထားရတဲ့သူတို့နှစ်ယောက်ရဲ့ပေါင်းစပ်မှုကနေအားလုံးကိုအင်အားသင့်သွားစေမယ့်အမိုက်စားသချင်းကောင်းတစ်ပုဒ်ထွက်ပေါ်လာနိုင်ခြင်းရှိပါတယ်ဒီသချင်းကိုတော့လာမယ့်သတင်းကျွတ်မတိုင်ခင်မှာဖြန့်ချီသွားမယ်လို့သိရပါတယ်ပရိသတ်ကြီးတို့ကရောသူတို့ရဲ့သချင်းကအောင်မြင်မှုရလိမ့်မယ်လို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါဦးနော် ကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။